မင်္ဂလာပါဓမ္မမိတ်ဆွေညီကိုမွန်မမြခင်ခရစ်တော်ရဲ့နာမအဖြစ်ပြန်လဲကြိုးဆိုပါတယ်ဒီကနေ့အနေငယ်အတိပေးခြင်းလေးလာခြင်းအကြောင်းအရာလေးကိုပြန်လဲပြီးတော့သွားကြရအောင်ဒီကနေ့တော့ထူးဆန်းပါတယ်လို့ theology နဲ့ယုံကြည်သူဆိုတဲ့အရာလေးကိုကျွန်တော်အနေငယ်ဝေမျှခြင်းတာပေါ့နော် ယနေ့ခေတ်အမှုတော်ဆောင်တချို့ကအမှုတော်လုပ်ငန်းအတွက် theology တိဖို့မလိုဘူးလို့လက်လွတ်စပယ်ပြောတတ်ကြတယ် theology ဆိုတာဘာမှမသိတဲ့သူများအတွက်တော့မှန်တရားရောင်ရှိလိမ့်မယ်သို့တော့ theology ရဲ့အတိတ်ပဲကိုနားလည်တော်သူများအတွက်တော့ရည်ချင်စရာဖြစ်နိုင်ပါတယ်တကယ်တမ်းတော့ theology ဆိုတာအမှုတော်ဆောင်များအတွက်တာမကအ ယုံကြည်သူတိုင်းအတွက်ပါအရေးကြီးပါတယ်။ဒါကြောင့်မလို့ theology ရဲ့အတိတ်ပဲကိုကျွန်တော်ရှင်းပြချင်ပါတယ်။ theology ဆိုတာ greek ဘာသာစကားမှာဆင်းသက်လာတဲ့စကားလုံးဖြစ်ပါတယ်။ greek ဘာသာစကားမှာဖယားသခင်ကို theo t h e o s theos လို့ခေါ်ပါတယ်။အကြောင်းအရာတော့မဟုတ်စကားတရားကိုတော့ LOGOS logos လို့ခေါ်ပါတယ်။ဤစကားလုံးနှစ်ခုကို ပေါင်းစပ်ပြီးမှ အင်္ဂလိပ်လို theology ဆိုတဲ့စကားလုံးထွက်လာတာပါ။ theology ဆိုတာဖျားတခင်ရဲ့အကြောင်းကို လေ့လာခြင်းလို့အဓိပ္ပာယ်ရပါတယ်။အဲ့ဒီလိုလေ့လာခြင်းကနေပဲခံယူချက်ဆိုတဲ့ doctrine ဆိုတဲ့အရာကထွက်ပေါ်လာတာဖြစ်တယ်။တချို့က theology ဆိုတာဓမ္မပညာပိုင်းနဲ့သာဆိုင်တယ်လို့ သွေးသက်ကြတော့ကြောင့်ရှိန်နေတာလည်းဖြစ်နိုင်ပါတယ်ရိုးရိုးလေးပြောရရင် theology ဆိုတာဖယားတကင်အကြောင်းကို စနစ်တကျလေ့လာခြင်းဖြစ်ပါတယ်ဒီထဲကမှ doctrine ဆိုတဲ့ခံယူချက်ဩဝါဒမှန်ကန်တဲ့ theology မှမှန်ကန်မှုဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ယုံကြည်သူတိုင်းမှာခံယူချက်ဩဝါဒရှိကြပါတယ်ဩဝါဒကိုစိတ်မဝင်စားဘူးလို့ပြောတဲ့ သူများမှလည်းခံယူချက်ဩဝါဒရှိကြပါတယ်ဥပမာဖျားတခင်က အရာခတ်သိန်းကိုဖန်ဆင်းသည်ဟုခံယူထားခြင်းဟာလေဩဝါဒတစ်ခုပါဖြစ်ပါတယ်ဆိုလိုတာကခံယူချက်မရှိတဲ့ယုံကြည်သူမရှိပါဘူးယုံကြည်သူတိုင်းမှာခံယူချက်ရှိထားတော့ကြောင့်သူတို့ကြိုက်ကြိုက်မကြိုက်ကြိုက်တီယိုလော်ဂျီနဲ့မကင်းနိုင်ဘူး ဒါကြောင့်မလို့အဓိကကြတာကမိမိခံယူချက်ပဲအရာပေါ်မှာအခြေခံတယ်လဲဆိုတော့အချက်ဖြစ်ပါတယ်။ယုံကြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့ theology ကိုတမန်ကျမ်းစာပေါ်မှာအခြေခံဖို့အရေးကြီးပါတယ်။ထိုမှတာလျင်မိမိယုံကြည်ခံယူချက်များမှန်ကန်နိုင်မယ်။ဥပမာဖယားသခင်ဤဖြစ်ခြင်းတဘောတဘာဝကို ကောင်းကောင်းနားမလည်ဘူးဆိုရင်ဖယားသခင်နဲ့ပတ်သက်တော့မိမိခံယူချက် လွဲမနိုင်မီအမှန်ဖြစ်တယ်။ထိုနည်းသူစာတန်၏အကြောင်းကိုလည်းကောင်းကောင်းနားမလည်တော့သူကစာတန်နဲ့ပတ်သက်တော့မိမိရဲ့ခံယူချက်လွဲမနိုင်အောင်မှာပဲ။ကျမ်းစာကအကျမ်းစာကိုအခြေခံပြီးဖယားသခင်၏အကြောင်းကိုလေ့လာခြင်းဟာစစ်မှန်သော theology ဖြစ်ပါတယ်။ ထိုကဲ့သို့သော theology မှာမှန်ကန်သောဩဝါဒဆိုတာထွက်ပေါ်လာတာဖြစ်တယ်။ကဲဒါဆိုရင်တော့မှန်ကန်တဲ့ဩဝါဒရှိမှအသက်တာမှန်ကန်ရမယ်ဆိုတာလေးကိုနည်းနည်းပြောချင်တယ်။မှန်ကန်တဲ့ theology ကမှန်ကန်သောဩဝါဒထွက်ပေါ်စေကမှန်ကန်သောဩဝါဒကမှန်ကန်သောအသက်တာကိုထွက်ပေါ်စေပါတယ်နော်။ကျွန်တော်ပြောတာရှုပ်သွားလားမသိဘူးရှင်းပါ။အာရှင်းပါလိမ့်မယ်။ ဥပမာယုံကြည်သူတဦးကမှားယွင်းတဲ့ theology ကို အခြေခံပြီးလူတိုင်းကောင်းကင်ရောက်လိမ့်မယ်လို့ခံယူထားပါကထို့သူဟာဘယ်တော့မှအေဝံဂေလိဟောမှာမဟုတ်ဘူးသူရဲ့ခံယူချက်အတိုင်းသူအသက်ရှင်တာဖြစ်တယ်တစ်ဖက်မှာမှန်ကန်တဲ့ theology ကို အခြေခံပြီးခရစ်တော်အားဖြစ်တာကောင်းကင်ရောက်နိုင်တယ်လို့ယုံကြည်ထားသူကတော့အနည်းနဲ့အများ အေးဝံဂေလိမှာပါဝင်မှာတည်ချတယ်။ယုံကြည်သူတိုင်းဟာမိမိရဲ့ခံယူချက်အတိုင်းအသက်ရှင်နေကြတာဖြစ်တယ်။ထို့ကြောင့်မိမိခံယူထားတဲ့တွင်တင်ချက်မှန်ကန်ဖို့အရေးကြီးပါတယ်။မှန်ကန်တဲ့ခံယူချက်ရှိနိုင်ဖို့စံစာကို အခြေခံပြီးဖယားသခင်ရဲ့အကြောင်းကိုလေ့လာခြင်းဒါမှမဟုတ်စစ်မှန်သော theology ထားရှိဖို့လိုပါတယ်။ ဒါဆိုရင်တော့အဲ့ဒီ theology ကိုဘယ်သူတွေကသင်ကြားပေးဖို့တာဝန်ရှိတယ်လဲ။ယုံကြည်သူများကိုဖျားသခင်ရဲ့အကြောင်းဒါမှမဟုတ် theology ကိုအဓိကသင်ပေးဖို့အဓိကတာဝန်ရှိတော်သူဟာဒေတန္တရာအသင်းတော်များ local church ဖြစ်ပါတယ်နော်။အဲ့ဒီ local church အမယ်ပဲနေပြီးတော့ပဲအာဒီအရာကိုသင်ပေးမှဖြစ်တယ်။ကနဦးအသင်းတော်ခင်မှာစံစာကြောင်းမရှိခဲ့ပါဘူး။ အတင်းတော်တိုင်းမှာစံစာကိုတင်ယူလေ့လာခဲ့ကြပါတယ်။ယနေ့ခေတ်ပေါ်နော်။စံစာကြောင်းမှာ19ရာစုနောက်ပိုင်းမတအစပြုတ်ခဲ့ကြတာဖြစ်ပါတယ်เนาะဒါကြောင့်မလို့အတင်းတော်တိုင်းမှာစံစာကိုအခြေခံပြီးဖျားတခင်ဤအကြောင်းကိုဂခနနတင်ပေးဖို့တာဝန်ရှိပါတယ်အတင်းတော်ကိုဥဆောင်နေတော့တိုးထိန်များကတီယိုလော်ဂျီကိုကောင်းစွာနားလည်ထားဖို့လိုတယ်ဆိုတဲ့သဘောပါကျွန်တော်ပြောတာက ဒါပေမဲ့ယနေ့ခေတ်မှာယုံကြည်သူများ အလွန်များပြားလာတာနဲ့အမျှဒေတန္တာရအသင်းတော်များကသူတို့၏အသင်းသူတင်သားများကိုကောင်းမွန်စွာအချိန်ပေးပြီးမတွန်တင်ပေးနိုင်တဲ့အခါကြတော့ကျန်းစာကြောင်းများကထိုတာဝန်ထိုတာဝန်ကိုပေါ့နော်ထမ်းကူပေးနေရတာဖြစ်တယ်အထူးသဖြင့်အမှုတော်ထဲမှာဆက်ကပ်လို့တော့သူများကိုအသင်းတော်ကမပြုတ်စုမပြိုးပေါမပြိုးထောင်ပေးနိုင်တဲ့အခါ ျန်းစာကြောင်းကို အားကိုးနေရပါတယ်။အာတနည်းအားဖြင့်ကျန်းစာကြောင်းများကဒေသန္တရအသိတော်များဤတာဝန်ကိုခံကူပေးနေသူများဖြစ်ကြပါတယ်။ဒါကြောင့်မလို့ယုံကြည်သူများ ပြုစုပျိုးထောင်ဒီနေရာမှာဒေသန္တရအသိတော်များနဲ့ကျန်းစာအာကြောင်းများမှာပါဝင်ပူပေါင်းဆောင်ရွက်တတ်ဖို့အရေးကြီးပါတယ်။အသိတော်များအနေနဲ့ယုံကြည်သူများကို မှန်ကန်စွာလမ်းမှန်တို့တင် जा ပို့ဆောင်ပေးမယ်။ကျန်းစာကြောင်းကိုရွေးချယ်တတ်ဖို့လိုသလိုကျန်းစာကြောင်းများကလည်းမိမိအပိုင်းတာဝန်ကျေပွန်စွာကျောင်းသူကျောင်းသားများအားအသိတော်အတွက်အစီခံကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ဖို့လိုပါတယ်။ဒါကြောင့်မလို့ဓမ္မမိတ်ဆွေညီကိုမောင်နှမများဆရာဖြစ်ခြင်းမှပါစတာဖြစ်မှ သင်းတော်ဥဆောင်နိုင်မှကျန်းစာကြောင်းတက်ဖို့လို့တော့မဟုတ်ပါဘူးကျန်းစာကြောင်းဆိုတာကဖယားရဲ့ theology နဲ့အခြေခံကြကြအဓိကအချက်အချာကြတဲ့အရာဖယားရဲ့ဖြစ်တည်ခြင်းနဲ့ကယ်တင်ခြင်းတရားကိုအဓိက base foundation ထားပြီးတော့သွားတဲ့လူတွေဟာဒါအသင်းတော်ထဲမှာအနာကကိုမွေးထုတ်နိုင်မဲ့သူတွေဖြစ်တယ်။ဒါကြောင့်မလို့မိတ်ဆွေများကျွန်တော်ရဲ့ဒီ ခံယူချက်လို့ပြောရင်လည်းမမှားတယ်လို့ဒါဖယားသခင်ရဲ့အာကျွန်တော်တို့အပေါ်မှာရှိတဲ့ theology ပေါ့နော်ဒီအရာလေးကိုအနေငယ်မိတ်ဆွေများအာတီးပြီးတဲ့သူတို့ကသူသူတွေကတော့ကြော်သွားလို့ရပြီတော့မတီးတဲ့လူများကတော့အာကျွန်တော်ရဲ့ဒီ theology ဆိုတဲ့အရာလေးကို အနေငယ်ဝေမျှတဲ့ပုံမှန်နားလည်လိမ့်မယ်ထင်ပါတယ်အရောက်စီတိုင်းဖျာရှင်ကောင်းကြည့်ပေးပါစေအာမင်